ိသတ်များအားလုံးမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကလေးတွေမှာအဖြစ်များတဲ့အရေးပြားယောဂါတွေအကြောင်းနဲ့ဘာကြောင့်ဖြစ်ပေါ်တာလဲဖြစ်ပေါ်လာခဲ့ရင်ကုသရမယ့်နိလန့်တွေနဲ့အတူကြိုတင်ကာကွယ်ရေးနိလန့်တွေအစရှိတဲ့အခမ်းကဏ္ဍအားလုံးကိုဆက်ဆက်ပြီးကြကြပြတ်ပြတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ကလေးတွေမှာအဖြစ်များတဲ့အရေးပြားယောဂါတွေဘာကြောင့်ဖြစ်ပေါ်တာလဲဆိုတဲ့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် လေးတွေမှာအရေးပြပြဿနာများစွာဖြစ်ပေါ်လာခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့ခုခံအားစနစ်မရင်ကျက်သေးတာငွေကင်းစနဲ့ငယ်ရွယ်တဲ့ကလေးတွေမှာခုခံအားစနစ်ပြေဝစွာမဖွံ့ဖြိုးသေးတာကြောင့်ဘက်တီးရီးယားဗိုင်းရပ်စ်နဲ့မှုပိုးတွေကကူးစက်လွယ်ကူတာကြောင့်ဖြစ်ပါတယ်။အရေးပြရဲ့သဘာဝဖွဲ့စည်းပုံကလေးအရေးပြကလူကြီးတွေထက်ပါလွှာပြီးနူးညံ့ခြင်းအရေးပြဆဲအလွှာတွေတိတ်တိမှုနဲ့ပါခြင်းသဘာဝအစီပြတ်မှုနဲ့ပါခြင်းတို့ကြောင့်လည်းဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းများ ရာသီဥတုပူပြင်းခြင်းကြောင့်ချွေးကျုံတာဖြစ်စေနိုင်ပြီးဆိုတိုင်းစားတွေကြောင့်မှုပေါက်ဖွားမှုလွယ်ကူပါတယ်။အဝေအစားများကျက်တဲလွန်ခြင်းဓာတ်ရုပ်ပစ္စည်းတွေဆက်ပြားအလှကုန်တဲ့ထိတွေ့မှုများခြင်းတို့ကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။ကလေးတွေရဲ့အပြုမှုဆိုင်ရာအကြောင်းရင်းများအနာပုတွေကိုကုတ်ဖဲတာကြောင့်ပိုးဝင်လွယ်ပြီးလက်တွေကိုမကြခဏမဆေးကြောခြင်းတို့ကြောင့်ဖြစ်နိုင်တဲ့အပြင်တခြားကလေးတွေရဲ့အသုံးဆောင်တွေကိုမျှဝေသုံးစွဲခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ မိသားစုမျိုးရိုးပိစနှင်းကူအစမာလိုမျိုးအရေးပြပြဿနာတွေမျိုးရိုးလိုက်တာကြောင့်လည်းဖြစ်ပေါ်နိုင်ပြီးအရေးပြတက်မတက်မှုတွေရှိတာကြောင့်လည်းဖြစ်ပေါ်စေနိုင်ပါတယ်။အာဟာရချို့တက်မှုဗီတာမင်နဲ့သတ္တုဓာတ်တွေလုံလောက်စွာမရရှိခြင်းနဲ့ရေဓာတ်ချို့တက်ခြင်းကြောင့်အရေးပြ၆သွေ့ကွဲအပ်လွယ်ပြီးအရေးပြယောဂါဖြစ်ပေါ်လာနိုင်ပါတယ်။ဆက်လက်ပြီးတော့ကလေးတွေမှာအဖြစ်များတဲ့အရေးပြယောဂါတွေနဲ့ဖြစ်ရတဲ့အကြောင်းရင်းတွေလက္ခဏာတွေနဲ့ကုသနည်းတွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ် MPD ကို MPD ကိုဆိုတာကဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အရေးပြားရောဂါတစ်မျိုးဖြစ်ပြီးကလေးတွေမှာအဖြစ်များပါတယ်။ဒီရောဂါကအလွန်ကူးဆက်လွယ်ပြီးအနာပုတွေပြည်တန်နာတွေနဲ့ပြားရည်လိုမျိုးအဖက်တက်တက်တဲ့အရေးကြီးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ MPD ကိုအမျိုးအစားတွေကတော့ Nambulis MPD ကိုအဖြစ်အများဆုံးဖြစ်ပါတယ်။အနည်းအောင်အနာပူလေးတွေစားဖြစ်ပြီးတော့ပြည်တန်နာဖြစ်ကောင်ပေါက်သွားရင်ပြားရည်လိုအဖက်တွေဖြစ်လာတတ်ပါတယ်။ညသောအပြင်နှာခေါင်းပါးစပ် လမ်းမောင်းခြေထောက်တို့မှာစတင်ဖြစ်တတ်ပါတယ်။ Bullets MPD ကိုအရေးကြီးပူကြီးတွေဖြစ်တာကိုဆိုလိုတာပါ။အရေးကြီးပူကြီးတွေဖြစ်ပြီးတော့နာကျင်မှုနည်းပါတယ်။ပေါက်ပြေးတဲ့နောက်မှာအဝါရောင်အဖက်တွေဖြစ်တတ်ပါတယ်။ Act Time မှာအနက်ရောင်အနာကြီးတွေ MPD ကိုပြင်းထန်တဲ့ပုံစံဖြစ်ပြီးအရေးပြားအတွင်းထိပိုးဝင်တက်ကအနာနက်ကြီးတွေဖြစ်စေနိုင်ပါတယ်။ MPD ကိုဖျက်ရတဲ့အကြောင်းရင်းများအပြင်းအများဆုံးကတော့ Staphylococcus aureus ကြောင့်ဖြစ်ပြီး နောက်ထပ်ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Streptococcus pyogenes အေးပြားပုံးပဲ့တံရဥပမာ insect ကိုက်ခံရတာအနက်စိတ်နှင်းခိုကလေးငယ်တွေနဲ့ចောင်းသားတွေမှာအထူးသဖြင့်လူထုထက်တဲ့နေရာတွေမှာဖြစ်ပါတယ်။တန်ရှင်းမှုအားနဲ့ချင်းလက်မစေးချင်းအဝတ်အစားညက်ပတ်ချင်းတို့ကြောင့်လည်းဖြစ်စေနိုင်ပါတယ်။လက္ခဏာတွေကတော့အရင်ဆုံးပေါ်လာတတ်တဲ့အနီးစက်တွေ၊ကြည်တန်းနာတွေ၊အဝါရောင်အညွံ့ရောင်အဖက်တက်တာတွေ၊ရရန်ချင်းကုန်းမြင်ရင်ပိုဆိုးစေနိုင်ပါတယ်။ နာကျင်မှုအနှဲငယ်ရှိခြင်းတခါတည်းရန်အပြားအနှဲငယ်တက်ခြင်းကုသမဲ့နိလန်တွေကတော့ဆေးဝါးဖြင့်ကုသခြင်း antibiotics ointment ပိုသက်ဆေးလိမ့်ဆေးတွေကိုသုံးပြရပါမယ်။ mupirocin fusidic acid ပြင်းထန်ရင်တော့တောက်ဆေးတောက်သုံးရပါမယ်။တောက်ဆေးတွေကတော့အမောက်ဆလင် cephalosin အိမ်တွင်းကုထုံများအနာကိုစားရည်ဒါမှမဟုတ်ပိုသက်ဆက်ပြားနဲ့တန့်စင်ပေးပါ။အနာကိုပတ်တီးစီးထားပါ ကုသမှုကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ကလေးတွေကိုလက်မကြာခဏဆေးခိုင်းမှာ အနာကိုမကုန်းမိစေဖို့အတွက်ခရူဆိုင်ပါဘယ်ချိန်မှဆံဝင်နဲ့ပြရမလဲအနာတွေပိုဆိုးလာရင်ဥပမာအဖြစ်နေရဲရောင်ရမ်းလာရင်ဆရာဝန်နဲ့ပြတာပါမယ်ဒါအပြင်ဖြားနာလာရင်ပြည်တန်နာတွေများလာရင်လည်းဆရာဝန်နဲ့ပြရပါမယ်နေရက်ကနေ၃ရက်အတွင်းမှာမတက်တာရင်ဆရာဝန်နဲ့ပြတာတင်ပါတယ်ကာကွယ်ရမယ့်နေလမ်းများကလေးရဲ့လက်ကိုမကြာခဏဆေးကြောပါအနာပိုးတွေကိုမကုန်းမိစေဖို့အတွက်ခရူဆိုင်ပါ ။တခြားကလေးတွေနဲ့အသုံးအဆောင်မျှပြီးတော့မသုံးစေရန်သတိပြုပါ။ဥပမာအားဖြင့်အဝတ်အစားမျက်နှာသုတ်ပွားတို့ဖြတ်ပါတယ်။ကလေးရဲ့လက်တဲကိုတူတူညှပ်ထားပေးပါ။ MPD ကကကိုဆက်လွယ်ပေမဲ့ဆော့ဆော့သတိထားမိပြီးပိုသက်စေတော့ဝင်တော့အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ဒါကြောင့်ကလေးတွေမှာအရေးပြားအနက်စိမ့်လိုမျိုးအနေပုတွေပေါ်လာရင်စိတ်လိမ့်ပြီးတော့စောင့်ကြည့်ဖို့အရေးကြီးပါတယ်။ရင်းငုံမှုဆွဲခြင်း ရင်းလုံးမှုဆွဲခြင်းဆိုတာကအရေးပြားမှုပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ကူးစက်နိုင်တဲ့အရေးပြားရောဂါတစ်ခုဖြစ်ပါတယ်။မှုဆွဲခြင်းပြုတ်ပေါ်နိုင်တဲ့ပုံစံကတော့အကွင်းပုံစံအနေကွက်အလဲကအရေးပြားကပုံမှန်ဖြစ်ပြီးတော့အနာတက်မှနေရပြီးအပူလေးတွေဖြစ်နေတတ်ပါတယ်။ရရန်ခြင်းတချို့မှာတော့ပြင်းထန်စွာရရန်တတ်ပါတယ်။အရေးပြား၆တွေ့အကွဲခြင်းအထူးသဖြင့်ခြေထောက်နဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်ပါတယ်။ဥယျာပြာမှာဖြစ်ရင်တော့သဘင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။မှုဆွဲခြင်းကဘယ်နေရာတွေမှာအဖြစ်များတယ်လဲ။ ခန္ဓာကိုယ်လက်ခြေတော့1 by ဥယေပြားတို့မှာအပြည့်များပါတယ်။ကလေးတွေမှာအပြည့်များပါတယ်။သပင်ကျွတ်စေနိုင်တဲ့ခြေတော့ခြေချောင်းကြားမှာရပြီးတော့အရေကုန်နေလန်တက်ပါတယ်။ပေါင်ချံမှာဆိုရင်တော့အမျိုးသားတွေမှာချွေးထွက်များတဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။မှုဆွဲခြင်းဖြစ်ရတဲ့အကြောင်းရင်းများမိုးပိုးကူးဆက်ခံရခြင်း၊ဆူထိုင်းနဲ့ပတ်ဝန်းကျင်ချွေးထွက်များခြင်း၊ဆူဆုပ်တဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားခြင်း၊ခွင်ကြောင်းစားတဲ့တရိတ်ဆန်တွေကနေတဆင့်ကူးဆက်ခြင်း၊တခြားသူနဲ့အတုံးဆောင်မျှဝေတုံးဆွဲခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ကုသနီလန်းများဆေးဝါးနဲ့ကုသခြင်းမှုတ်တက်လိမ့်ဆေးတွေကိုလိမ့်ပြရပါမယ်ကလိုထရိုင်မိုက်ဇောမီကိုနီဇောတာဘနဖင်းပြင်ထန်ရင်တော့တောက်ဆေးတောက်သုံးပြရပါမယ်ဂရီစီယိုဖိုလ်ဘင်တာဘနဖင်းအိမ်တွင်းကုထုံးများအနာကိုတန်ရှင်း၆သွေးအောင်ထားပါတဘာဝဆေးဘဝင်ပစ္စည်းတွေဥပမာ အုံးစီလက်ဖက်စီလိမ့်ပေးနိုင်ပါတယ်ချွေးဆုပ်စီဖို့အတွက်ခြေသားအဝတ်အစားတွေကိုသာဝတ်ဆင်သင့်ပါတယ်ဘယ်ချိန်မှဆရာဝန်နဲ့ပြသရမလဲ နှစ်ပတ်ကျော်လာပြီးတော့အနာမသက်တာရင်ဆရာဝန်နဲ့ပြသပါမယ်။ပြင်းထန်စွာရာရန်ခြင်း၊နာကျင်ခြင်း၊ဥယျာဉ်ပေါ်မှာဖြစ်ခြင်း၊သပင်ကျွတ်ခြင်း၊အနာဖုကြီးလာခြင်းဒီလိုအခြေအနေတွေမှာလည်းဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။ကာကွယ်ရမယ့်နီလန်တွေကတော့ခြေထောက်ပေါင်ခြံခန္ဓာကိုယ်ကို၆သွေးအောင်ထားပါတခြားသူတွေနဲ့အသုံးဆောင်တွေကိုမျှဝေမသုံးဆွဲပါနဲ့တရိစ္ဆာန်တွေနဲ့ထိတွေ့ပြီးတိုင်းမှာလက်စေးပါအာကစားခံမှာရေကူးကန်တွေမှာခြေညက်ဖက်နှက်စေးပါ မှုဆွဲချက်ငါကူးဆက်လွယ်ပေမဲ့မှုတက်စင်းနဲ့တေချာကူနိုင်ရင်အလွယ်တကူပြောက်ကင်းစေနိုင်ပါတယ်။ကလေးတွေမှာအဖြစ်များတာကြောင့်အနီကွက်တွေ့ရင်ဆော့ဆော့ကူတာဖို့အရေးကြီးပါတယ်။အက်စမာအရေးပြားရရင်ချင်းအက်စမာဆိုတာက နာတာရှည်အရေးပြားပြဿနာတစ်ခုဖြစ်ပြီးကလေးတွေမှာအဖြစ်များပါတယ်။ရာရန်ချင်းအနေကွက်ထားခြင်းနဲ့အေးပြား၆တွေအကွဲခြင်းတို့ဖြစ်စေနိုင်ပါတယ်။အက်စမာရဲ့အဓိကလက္ခဏာတွေကတော့အေးပြားရာရန်ချင်းညာဘက်တွေမှာပိုဆိုတတ်ပါတယ်။ အနေကွက်တွေထွက်ခြင်းအရေးပြား၆တွေ့ကွဲအပ်ခြင်းအရေးကြီးမှုတွေပေါက်ခြင်းနာတာရှိပြက်ပါကအရေးပြားထူပြောလာခြင်းအက်စပါဘယ်နေရာတွေမှာအဖြစ်များတယ်လဲကလေးငယ်တွေမှာတော့မေးစင်းနဲ့ပါပြင်တွေမှာအဖြစ်များပါတယ်လက်ကွင်းနဲ့ဒူးနောက်ပိုင်းခြေဖမိုးနဲ့လက်ဖမိုးမျက်ခွန်းတွေမှာလည်းဖြစ်ပေါ်တတ်ပါတယ်အက်စမာပြရတဲ့အကြောင်းရင်းများမျိုးရိုးပိစာမိသားစုအတွက်မှာအက်စမာပန်းနာရင်ကျက်ရှိသူတွေရှိရင်ဖြစ်တတ်ပါတယ်။အေးပြားအစီပြောင်းမှုနေခြင်းအေးပြား၆တွေ့လွယ်ခြင်း ဓာတ်မတည့်မှုတွေအစာဖုန်တိရိစ္ဆာန်အမှုတွေနဲ့ဓာတ်မတည့်မှုတွေကြောင့်လည်းဖြစ်ပေါ်တတ်ပါတယ်။ပတ်ဝန်းကျင်အချိန်နှင့်ဆက်ပြအဝိရှော်စီရာသီဥတုပူခြင်း၆တွေ့ခြင်းတို့ကြောင့်လည်းဖြစ်စေတတ်ပါတယ်။စတီရိုက်လင်းစေတွေကိုသုံးဆွဲပေးနိုင်ပါတယ်။အန်တီဟစတမင်းရယံမှုကိုတတ်တောင်စေဖို့အတွက်သုံးနိုင်ပါတယ်။အရေးပြားထိန်းသိမ်းစေဆီရမိုက်ပါဝင်တဲ့မိုက်ချာဆီရမိုက်ပါဝင်တဲ့မွိုက်ချာရိုက်စာတွေကိုအသုံးပြုလို့ရပါတယ်။အိမ်တွင်းကိုထုံများအရေးပြားကိုနေ့စဉ်ဆွတ်ဆွတ်အောင်ထားပါ Vaseline Cetaphil တို့ကို အသုံးပြုလို့ရပါတယ်။ခြေသားအဝတ်အစားဝတ်ဆင်မှာရင်နှွေးနဲ့ရေချိုးခြင်းကိုရှောင်ရှားပါ။ဓမ္မတက်စီတဲ့အစားအစာတွေကို ရှောင်ပါ။နို့တွေ၊ဥနဲ့ဂျုံတွေကိုရှောင်ရှားရပါမယ်။ဘယ်ချိန်မှဆရာဝန်နဲ့ပြသရမလဲ။ပြည်တယ်နာအဖျားတက်ခြင်းတို့ကြောင့်အနာတွေမှာပိုးဝင်လာပါက ပြသရမှာဖြစ်ပါတယ်။ကုသမှုခံယူနေပေမဲ့လည်းမတက်တာပါကဆရာဝန်နဲ့ပြသရပါမယ်။ရည်စင်လှုပ်ရှားမှုတွေကိုထိခိုက်လာပါကဆရာဝန်နဲ့ပြသတက်ပါတယ်။ ကာကွယ်နည်းလမ်းများအရေးပြားကိုနေ့စဉ်ဆွဆွအောင်ထားပါဓာတ်ရုပ်ပစ္စည်းတွေနဲ့ထိတွေ့မှုလျှော့ချပါကလေးကိုချွေးမထွက်အောင်ထားပါအစမာကလုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့ယောဂမဟုတ်ပေမဲ့တင်းတင်းနဲ့ကုသမှုနဲ့ဂီယူဆိုင်မှုတို့ကြောင့်လက္ခဏာတွေကိုထိန်းချုပ်ထားနိုင်ပါတယ်။အခုပြောပြသွားတဲ့အကြောင်းအရာတွေကိုတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO American အရေးပြားအကယ်ဒမီအစရှိတဲ့ဆောင်းပါးတွေကနေကိုးကားဖော်ပြသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျမတို့ရဲ့ K12 အစီအစဉ်ကနေအမျိုးသမီးကလေးရီနဲ့ပတ်သက်တဲ့ ကျမရင်တဲ့ဘူးတူတရာစီမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။